နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်တထုံမြို့နယ်မှာလိုင်စင်မဲ့ဆိုင်ကယ်မောင်းနေမှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ဥဝင်းစော်ဦးကိုစစ်သားများနဲ့ရဲများကရိုက်တက်လိုက်ပြီးတော့တေဆုံးသူရဲ့အလောင်းမှာ ဥကောင်းကုန်နဲ့ဒဂိုလုံးမှာဒဏ်ရာတွေအပြည့်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့ကတထုံမြို့နယ်အောင်ချင်းရက်ကွက်အောင်မြေရွှေဘုံနှစ်လန်းနေအသက်50အရွယ်ဦးဝင်းစော်ဦးကိုစစ်တပ်နဲ့ရဲများကလိုင်စင်မဲ့ဘေးရွယ်ဆိုင်ကယ်စီးနင်းမှုနဲ့ဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ဇွန်လ6ရက်နေ့မှာလိုင်စင်မဲ့ဘေးရွယ်ဆိုင်ကယ်မောင်းနှင်မှုနဲ့တထုံမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပြီးတော့ဇွန်လ9ရက်နေ့မှာဦးဝင်းစော်ဦးတေဆုံးသွားတဲ့အတွက်အလောင်းလာထုတ်ရန်မိသားစုထံကိုတထုံမြို့နယ်ရဲစခန်းကအကြောင်းကြားလာတယ်လို့သိရပါဗါတယ်။ ဥဝင်းစော်ဦးကသူ့ကို license မဲ့ cycle စီးနှင်းမှုနဲ့ဖမ်းတော့ complaint တက်တယ်တက်ရောရဲရောဝန်ထမ်းတွေရောအကုန်လုံး license မဲ့ cycle တွေစီးနှင်းနေတာ သူ့ကိုကြမှာဘာလို့ဖမ်းတာလဲဆိုပြီးတော့ complaint တက်တာပေါ့အဲ့ဒါကိုအညှိုးထားပြီးတော့ရိုက်တက်လိုက်တာပဲဖမ်းခံရတာကဇွန်လ၄ရက်နေ့ရိုက်တက်တာကဇွန်လ၉ရက်နေ့သူ့ကိုရုံးထုတ်တော့မိသားစုကိုသူနှိပ်စက်ခံရတာကိုပြောတယ်မိသားစုတွေကလည်းရုံးထုတ်ပြီးလို့အမိန့်ချလိုက်ရင်ပြီးသွားမှာပါခဏလေးစောင့်လိုက်ပါအောင်ဆိုပြီးသူ့ကိုနှစ်သိမ့်စကားပြောတာပေါ့ဇွန်လ၉ရက်နေ့မှာအလောင်းလာထုတ်ခိုင်းတယ်အလောင်းမှာဥကောင်းကွန်ဒဏ်ရာတွေနဲ့ဒီကိုလုံးမှာဒဏ်ရာတွေအပြည့်နှိပ်စက်ခံထားရတာလို့မိတ်ဆွေတို့ကရှင်းပြထားပါတယ်အဲ့ဒီနောက်တထုံမြို့နယ်ရဲစခန်းကဥဝင်းစော်ဦးတေဆုံးမှုကိုအုံနောက်သွေးကြောပြ က်ပြီးတော့တေဆုံးသွားတယ်လို့စေးစာမှာလိမ့်လဲရေးသားခဲ့တဲ့အပြင်ကျန်ရစ်သူမိသားစုထံကိုငွေကျပ်နှစ်သိန်းလာပေးသွားတယ်လို့သိရပါတယ်။ဇွန်လ12ရက်နေ့မနက်ပိုင်းမှာအလောင်းကိုရင်ခွဲရုံကထုတ်ယူခွင့်ပေးလိုက်တယ်လို့ပြောပါတယ်။ဥင်းစော်ဦးကိုစစ်တပ်နဲ့ရဲများကရိုက်နှက်တပ်ဖြတ်လိုက်တဲ့သတင်းကိုလည်းလူမှုကွန်ရက်နဲ့အင်တာနက်ပေါ်မှာဖြန့်ဝေခြင်းမပြုတ်လို့ရန်ချိန်ချောက်မှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။